ဝင်မင်္ဂလာပါ12ဝင်မြန်လေးပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်ဒီကနေ့14ရက်3လ2025ပေါ့နော်အဲ့တော့14ရက်3လ2025မှာကျွန်တော်မှာ trade chain နေတယ်ဘယ်လိုလေးရှိနေလဲဆိုတာကိုကျွန်တော်ဒီလိုလိုက်ပြီးတော့ကြည့်လိုက်အောင်အော်ဆိုတော့ကျွန်တော် bitcoin ကတော့လက်ရှိပေါက်ဈေးကတော့ဒါ10000တောင်မှာရှိနေတယ်ပေါ့နော်အဲ့တော့မနေ့တုန်းကဆိုရင်တော့ဒါတော့ဈေးကတော့တော်လေးဟိုကျသွားတယ်လို့ကျွန်တော်ပြောရမှာပေါ့နော်အဲ့တော့ဈေးကကျွန်တော်ဒီအာ9000 9000 8000ပေါ့9900ပေါ့เนาะအဲ့တော့8000ပဲထားပါတော့เนาะအဲ့တော့8000လောက်ထိကိုဈေးကျရတာကိုတွေ့ရတယ်ပေါ့เนาะအဲ့တော့အဲ့တော့8000ကတော့ကျွန်တော်ဒီမှာဗာဈေးတန်းတစ်ခုရှိနေတယ်လို့ပြောမယ်ဆိုတော့နည်းနည်းတကယ်အာ support ဈေးတန်းတစ်ခုရှိနေတာကိုကျွန်တော်တွေ့ရတာပေါ့နော်အဲ့တော့ support ဈေးတန်းတစ်ခုရှိနေတယ်အဲ့တော့အဲ support ဈေးတန်းနေတော့ပြန်ကန်တက်သွားတာပေါ့နော်အဲ့တော့ဆိုတော့ အာ Bitcoin အနေနဲ့ပါတော့ကျွန်တော်တို့ဒီ long term ကတော့ကျွန်တော်တို့ကတော့ကျွန်တော်ပြောသလိုပေါ့8400အောင်လဲကျွန်တော်မကြော်နိုင်ဘူးပေါ့နော်ကျွန်တော်8400အောင်လဲကျွန်တော်အာတစ်ခါနှစ်ခါသုံးခါလာပြီးတော့ test လုပ်တယ်နော် test လုပ်တယ် test လုပ်ပြီးတော့တော့လုံးဝ break မဖြစ်နိုင်ဘူးပေါ့နော် break မဖြစ်နိုင်မယ်ねတော့အောင်တောက်လျှောက်ကိုအကြ PR ကိုပဲဆက်ပြီးတော့ခံနေရတဲ့အနေအထားတစ်ခုကိုကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ bitcoin နေနဲ့ အဲ့ဆိုတော့အတေချာခွားတော့ကျွန်တော်တို့ဒီဆွဲထားတဲ့ကျွန်တော်တို့ဒီ7000ကို break လုပ်ခဲ့တယ်ဆိုတော့ကျွန်တော်ပြင်မြင်ရနိုင်တဲ့ဈေးတန်းကတော့ကျွန်တော်တို့9000 9000ကျွန်တော်တို့ကတော့ပြန်လာနိုင်ခြင်းရှိတယ်နော်အဲ့တော့အာဒါပေမဲ့လက်ရှိချိန်မှာတော့ကျွန်တော်တို့ဒီအာဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်အောင်ပါဗောနော်အဲ့တော့လက်ရှိနေထားတော့ Bitcoin ကတော့ပြောမယ်ဆိုတော့ကျွန်တော်တို့ဒီ7000 4000ကျော်တွေကတော့ကျွန်တော်အဝယ်မကြိုက်ဘူးနော်အဲ့တော့8000 4000မကျော်တွေရတော့ကျွန်တော်အဝယ်မကြိုက်ပါဘူးเนาะအဝယ်မကြိုက်ဘူးအဲ့တော့အာ8000 4000ရောက်လာပြီအ 8000လောက်တော့မှကျွန်တော်တို့ဒီ break ကောင်းကောင်းမလုပ်နိုင်ဘူးဆိုတော့ကျွန်တော်အရောင်းဘက်ကိုပဲပို့ပြီးတော့အားတာတယ်ဗျ။နော်အဲ့တော့ဒါအပြင်ကျွန်တော်အခုလက်ရှိနေထားရခြင်းမဲ့ဆို8000အောက်ကို break လုပ်ခဲ့တယ်နော်။အဲ့တော့8400အထက်ကိုရောက်တယ်ဆိုရင်တော့ကျွန်တော်တို့အော် away side ပြီးတော့ light လို့ရတယ်တကယ်လို့8000အောက်ကိုထပ်ပြီးတော့ break လုပ်တယ်ပေါ့နော်အဲ့တော့ဒီကောင်းကိုထပ်ပြီးတော့ break လုပ်တယ်ဆိုတော့ကျွန်တော်တို့ကတော့9000 9000ဝန်းကျင်လောက်ထိရတော့9000 9500ဝန်းကျင်လောက်ထိရတော့ပြန်လာနိုင်ခြင်းရှိတယ်ဗျ။နော်အဲ့တော့အဲ့တော့9000 9000 အောက်ကို9000အောက်ကိုဈေးကြရတယ်ဆိုတော့ဒါတော့ဈေးကတော့ကျွန်တော်တို့အာဟိုးနေတော့ကျွန်တော် daily မှာကျွန်တော် analysis လုပ်ပြခဲ့တဲ့အတိုင်းပေါ့နော်အဲ့တော့ data ကိုခေါ်တော့ကျွန်တော်ဘယ်လောက်ထိသွားတော့မလဲလို့ပြောမယ်ဆိုတော့9000 3000 9000ဝင်ကျင်ပေါ့เนาะ IT လောက်တူရောဒါတော့ဆက်သွားနိုင်ကြည်တော့များတယ်ဗျเนาะအဲ့တော့ဒါတော့ကျွန်တော်လက်ရှိကတော့ခုနကတော့ဒါ uh h1 ရခံမှတောင်းတက်တာဗောနော်အဲ weekly ရဆိုတော့ကျွန်တော်တို့ daily ရပဲကြီးကြီး weekly ရပဲကြီးကြီးဆိုတော့တွားမှာတော့ကျွန်တော်တို့9000 4000เนาะအဲ9000 3000ဆိုတော့ဇုံလောက်ထိရတော့ဒါတွားဖို့တွား recent အဲ ready ရှိနေတဲ့နေထားမှာကျွန်တော်တို့တွေ့ရတယ်ဗောနော် daily candle ဆိုရင်လည်းကျွန်တော်တို့ဒီမှာ အမိုးဗာဗေ့ချ်ကို break လုပ်တယ်နော်အဲ့တော့ break လုပ်တယ် break လုပ်ပြီးတော့ retest လုပ်တယ် retest လုပ်ပြီးတော့လက်ရှိချိန်မှာတော့က move average အောက်မှာပဲကျွန်တော်တို့ candle က close လုပ်ထားတယ်ပေါ့နော်အဲ့တော့ candle close လုပ်ထားတာဖြစ်တဲ့အတွက်တေချာကတော့အဲဒူဒီအဲဒါ down trend ကိုကျွန်တော်ဆက်သွားဖို့တော့များလိမ့်မယ်ဗျာနော်အဲ့တော့ down trend ဆက်သွားဖို့များလိမ့်မယ်အဲ့တော့အဲဒါတော့ကျွန်တော်ဒီကနေ့ Bitcoin ရဲ့မှာကျွန်တော်ခံမှန်သုံးသက်ချက်လေးပေါ့နော်အဲ့တော့ဒါ daily ရကြည့်မယ်ဆိုရင်ဒါ down trend ပဲပေါ့နော်အဲ့တော့ဟုတ်ကဲ့အဲ့တော့ဆိုတော့ကျွန်တော်ဒီကနေ့ရဲ့ trade chain လေးလိုက်ပြီးတော့ကြည့်လိုက်အောင် အော်ဆိုတော့ကျွန်တော်ဒီကနေ့ trade chain နေရတော့ position ကတော့လက်ရှိကတော့ဒါ၃ခု gain တာဆဲပေါ့နော်အဲ့တော့၃ခုမှာကျွန်တော် ETH ရဲ့ ADA ရဲ့ ADA ကတော့မနေ့တော့မှကျွန်တော်ပြန်ဝင်လိုက်တာပေါ့နော် ADA ရဲ့ကျွန်တော် AAV ရဲ့၃ခုပေါ့နော်အာဒီ၃ခုမှာတော့ဒါလက်ရှိကတော့ဒါကတော့အရှုံးပြနေသေးဖြစ်တယ်ပေါ့နော်အာ position history မှာတော့မရှိပါဘူးเนาะအဲ့တော့လက်ရှိကတော့ဆိုတော့ကျွန်တော်ဒီကနေ့ရဲ့ trade chain တွေလေးကတော့ပြောမယ်ဆိုတော့ကျွန်တော်ဒီ position တုံးခုပဲရှိတယ်ဗောနော်ဆိုတော့အာတုံးခုလောက်ကတော့ဒါလက်ရှိရှုံးနေတယ်ဗောနော်ဆိုတော့အာဒါကတော့လက်ရှိကျွန်တော်ရဲ့ trade chain တွေပဲဖြစ်တယ်ဆိုတော့အာနောက်နေ့နောက်နေ့တွေမှာလည်းကျွန်တော်မှာ trade chain တွေကဘယ်လိုဆက်ပြီးတော့ဖြစ်နေအောင်မလဲဆိုတာကိုကျွန်တော်ဒီလိုဆက်လက်ပြီးတော့ဖောင်းကြည့်ပေးပါမယ်ပြောချင်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်